မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်နဲ့ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲအတွင်းမှာတည်ဆုံသွားတဲ့ တမခွန်ခွန်ကတရင်မူဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးမင်းထက်တို့ရဲ့ရုပ်အလောင်းတွေအပါအဝင်စစ်သားအလောင်းများကို PDF များကမြေမြုပ်တကြိုပေးလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ22ရက်နေ့ကခင်ဦးမြို့ပေါ်မှာရှိတဲ့စစ်တပ်ကရွှေဘုံမြို့နယ်အခြေစိုက်လေ့ကျင့်ရေးရှင်းနဲ့ဘုတ်ကုန်းပြူစောရီရွာကိုခိုးချောင်ခိုးဝှက်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်တပ်ကဒုတိယဗိုလ်မှူးကြီးအဆင့်အရာရှိနဲ့ဗိုလ်ကြီးမင်းထက်အပါအဝင်စစ်ခွေးအများပြားတိုက်ဆုံသွားတယ်လို့သိရပါတယ်။ ဒါအပြင်စစ်သားနှစ်ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့အများပြားဒဏ်ရာရရှိကစစ်ကြောင်းတစ်ခုလုံးပြက်စီးသွားတယ်လို့သိရပါဗျ။စက်တဘာလ23ရက်နေ့ကနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့တာပါ။ရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်သုံးပြက်စီးအချို့ကိုတိမ်းစီးရရှိခဲ့တယ်။အဖွဲ့ပေါင်းစုံနဲ့ရှင်းလင်းရေးလှုပ်တာဖြစ်တဲ့အတွက်အချို့သောရုပ်အလောင်းတွေကမှတ်တမ်းမရဘူးပေါ့။ကျွန်တော်တို့ရှင်းလင်းရေးလှုပ်တာကလည်းကျွန်တော်တို့ရဲ့နေမြေအတွင်းမှာပဲရှင်းလင်းရေးလှုပ်လိုက်တာပါ။ အခုအလောင်းတွေကကိုယ်နယ်မြေထဲမှာရှိတဲ့အလောင်းတွေဖြစ်ပါတယ်စိတ်ခွေးတည်တဲ့စင်းကအလွတ်သဘောပြောရမယ်ဆိုရင်10ရောက်လို့လည်းပြောလို့ရတယ်အရောက်30လို့လည်းပြောလို့ရတယ်အရောက်50လို့လည်းပြောလို့ရပါတယ်စစ်ကြောင်းမှာပြတ်သွားတာပါအရေးအတွက်အတိအကျပြောမရတာကျွန်တော်တို့ရတဲ့အလောင်းတွေမကပဲနဲ့အခြားနေရာတွေမှာလည်းစိတ်ခွေးအလောင်းတွေရှိနိုင်သေးတယ် အများနဲ့လောက်ကြတာဖြစ်တဲ့အတွက်တိတိကျကျတော့မရေတွက်နိုင်ခဲ့ဘူးဘိုးကြီးကတော့မင်းထက်လို့ခေါ်တယ်ဒုတိယဘိုးမူးကြီးကတော့နာမည်မသိဘူးအလောင်းကတော့ကောင်းကောင်းသိတယ်အလောင်းအားလုံးကိုအင်အားတွေစုပေါင်းပြီးတော့မြေမြုပ်ပြီးတကြိုးပေးလိုက်ရတာပါလို့ခင်ဦးမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ခွေးတွေတိတ်ဆုံးနေတဲ့တိုက်ပွဲဖြစ်ပွားရနေရာမှာစစ်တပ်ရဲ့အမှတ်၈လေ့ကျင့်ရေးတပ်နဲ့နှစ်မိုင်ဝင်းကျင်သာဝေးတော်လဲ စစ်ခွေးတပ်ဘက်ကလုံးဝအလောင်းလာမကောက်ကြဘူးလို့သိရပါတယ်။ဒါကြောင့် PDF များကအလောင်းများကိုကောက်ယူပြီးတော့ကောင်းမွန်စွာတကြိုးပေးခဲ့ရခြင်းဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ MA3 အမျိုးအစားတပ်နက်၄လက် MA1 အမျိုးအစားတပ်နက်၅လက် BACC3 G3 အမျိုးအစားတနက်တလက်ကာပိုင်တနက်တလက် BA100 60မမကွန်မန်ဒိုစိန်ပြောင်းအတူတလက် MA5 ပစ္စတိုတနက်တလက် MA ကြီးပေါက် တန်3ခု MAG ပေါက်ကော6ခု BA63 G3 G ပေါက်3ခု MA5 Pistol G ပေါက်တစ်ခု Shiver Mine 4လုံး Nine Mine 1လုံး60မမဘုံဒီ4လုံး RPG ဘုံဒီ1လုံး Inaga 1လုံး G ကအောက်ထုပ်6လုံး 5.56G 286တောင်း 9mm G 9တောင်းနဲ့ ငွေချက်52သိန်း9000တော့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာဖမ်းဆီးရရှိထားတဲ့စစ်ခွေးနှကောင်တွေကဒကောင်ဟာဒဏ်ရာရတဲ့အတွက်ဈေးဝါကုသမှုတွေပေးထားပြီးတော့စစ်ဘက်ဆိုင်ရာတပ်ဆိုင်ရာဌာနမှာကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့အသိပေးထားပါဗျ။၎င်းတက်ခိုက်မှုကိုအမတ်နဲ့ရွှေဘုတ်ခရိုင်အမတ်တုံးတက်ရင်ခင်းဦးမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖာတိုက်နယ်12345ပကဖာညာနယ်ခင်းဦးမြုံနယ်ပလာဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းရောက်မြန်မာနိုင်ငံသားများအတွက် CI စာအုပ်ကနေနိုင်ငံကူးလက်မှတ် PJ စာအုပ်ကိုပြောင်းလဲတဲ့အခါမှာထိုင်းနိုင်ငံအထွတ်အထိပ်အသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းများကိုနိုင်ငံကူးလက်မှတ်မှာယနေ့ကစတင်ပြီးတော့ရိုက်နှိပ်ထုတ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မှာထိုင်းနိုင်ငံမဟာချိုင်မှာ CI စာအုပ်ကနေပြီးတော့ PJ နိုင်ငံကူးလက်မှတ်တွားရောက်လဲလှယ်သူများကိုနိုင်ငံကူးလက်မှတ်များထုတ်ပေးရမှာအခုလိုမျိုးထိုင်းနိုင်ငံတနိုင်ငံတည်းအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့စာတမ်းများကိုနိုင်ငံကူးလက်မှတ်မှာရိုက်နှိပ်လာခြင်းဖြစ်တယ်လို့သိရပါတယ်ဒီနေ့မှာစဖြစ်တာပါကျမတို့ဝန်ဆောင်မှုပေးတဲ့မဟာချိုင်ရုံးမှာထွက်လာတဲ့စာအုပ်တွေအကုန်လုံးအဲ့ဒီလိုဖြစ်နေတာ CI သမားတွေ PJ ပြောင်းရင် ထိုင်းကိုပဲတီးတန့်ပေးတော့တာလို့ CI ကနေ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုဝန်ဆောင်မှုပေးနေတဲ့အေဂျင့်ပန်းရှိတအူးကရှင်းပြထားပါဗျ။ဒီကနေ့စက်တဘာလ25ရက်နေ့မှာ CI ဆောင်အစိမ်းကနေပြီးတော့ PJ ဆောင်ရချင်းရလို့တွားယူတဲ့မြန်မာလူထုများရဲ့နိုင်ငံကူးလက်မှတ်များအားလုံးမှာ Passport for Thailand only ဆိုတဲ့ထိုင်းတနိုင်ငံတည်းအတွက်သာအသုံးပြုခွင့်ပြုတယ်ဆိုတဲ့ဒစိမ့်တုံးများကိုရိုက်နှိပ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ CI ကနေ PJ နိုင်ငံကူးလက်မှတ်ကိုပြောင်းလဲသူများသာလက်တလော Passport for Thailand Only ဆိုတဲ့ဒစိတုံးနိုင်ငံကူးလက်မှတ်မှာထုတ်ခံရခြင်းဖြစ်ပြီးတော့မြန်မာတန်ယုံကထုတ်ပေးနေတဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးများမှာတော့အဲ့ဒီစာတမ်းမပါဝင်သေးဘူးလို့သိရပါတယ်အခုလောလောဆယ်တော့ CI to PJ တို့မားတွေဟုတ်ပါတယ်မဟာချန်ယုံမှာလဲလဲတဲ့သူတွေအကုန်အဲ့လိုဖြစ်သွားတယ်တန်ယုံမှာတော့မရှိသေးဘူးလို့ဗီဇာနဲ့ ဘတ်ဝန်ဆောင်မှုပေးနေတဲ့အေဂျင့်ကဆက်လက်ရှင်းပြထားပါတယ်။အခုလိုမျိုးအကြမ်းဖက်ဆက်တက်က CI စာအုပ်ကနေ PJ စာအုပ်ကိုပြောင်းလဲသူများကို Passport for Thailand Only တစ်စိတ်တုံးရိုက်နှိပ်လိုက်ခြင်းဟာ PJ ပြောင်းကထိုင်းနိုင်ငံကနေတဲ့ဆင့်တတိယနိုင်ငံများကိုထွက်ခွာရန်ကြိုးစားနေတဲ့မြန်မာလူငယ်များကိုလွတ်လပ်စွာသွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်လိုက်ခြင်းဖြစ်တယ်လို့ထိုင်းရောက်မြန်မာများကတုံ့တက်ပြောဆိုထားပါတယ်။အခုကတန်ယုံမှတက်တန်းတိုးတဲ့နိုင်ငံကူးလက်မှတ်တွေပါအဲ့ဒီလိုကန့်တက်လာမှစိုးရိမ်နေရတယ်။ သူတို့ကမဟုတ်တဲ့နေရာတွေမှာတွေးတောပြီးတော့ကန့်တက်လွန်တာလို့ထိုင်းနိုင်ငံ public ကဘန်ကောက်တက္ကသိုလ်မှာ mass communication တက်ရောက်နေတဲ့မြန်မာចောင်းသူတအုပ်ကတုံးသက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားနိုင်ငံမှာရောက်နေတဲ့အကြမ်းဖက်စစ်ခွေးခေါင်းဆောင် main online က Novosibirsk မြို့ရဲ့အုပ်ချုပ်ရေးမှူး Mr. Travnikov Adri Alexey Drovik ကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းတွားချွေးပြီးတော့လက်ဖက်ရည်တိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ24ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာသွားတဲ့မင်းအောင်လှိုင်ကရုရှားနိုင်ငံနိုဗာစီဗိတ်မြို့မှာခရီးတစ်ထောင်အဖြစ်နဲ့ခေတ္တရန်နာခဲ့တယ်လို့သိရပါဗျ။အခုလိုရန်နာတဲ့အချိန်မှာမင်းအောင်လှိုင်ကိုလာရောက်ကြိုဆိုတဲ့နိုဗာစီဗိတ်မြို့ရဲ့အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူများကိုမြမရိုးရာအစားအစာဖြစ်တဲ့ငတ်တလောက်ပေါင်းလဖက်ရည်နဲ့လဖက်တုပ်တို့ကိုလေးစိတ်မှာပဲမင်းအောင်လှိုင်ကကျွေးမွေးခဲ့တယ်လို့သိရပါဗျ။မြမနိုင်ငံကနေအသင့်ပြင်ဆင်လာတဲ့မြမရိုးရာအစားအစာဖြစ်တဲ့လဖက်အုပ်လဖက်ရည် အသည့်ချက်ပြုတ်လာတဲ့ငတ်တလောက်ပေါင်းတို့နဲ့တဲခင်းအဲ့ခံခဲ့ရမှာ Nova Civic ရဲ့ဒေတာအုတ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကမင်းရှက်စွာတုံးဆောင်ခဲ့ကြပြီးတော့မင်းအွန်လိုင်းကမြမရိုးရာစားတောက်ဖွဲ့ရများနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောဆိုခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်မင်းအွန်လိုင်းကရုရှားနိုင်ငံမော်စကိုမှာစက်တဘာလ25ရက်နေ့ကနေ28ရက်နေ့အထိပြုလုပ်မယ်။ကမ္ဘာအနုမျိုးသတင်းဘက်ဖိုရမ်2025အခမ်းအနားကိုတွားရောက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြည်သူ၃ဦးထက်မင်းဲကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ24ရက်နေ့မှာပေါ့မြုံနယ်ပင်လောင်းရွာကိုအကြမ်းဖက်စစ်တပ်ကကပ္ပစာ24ကနေအင်အား200ခန့်ပါဝင်တဲ့စစ်ကြောင်းကတနက်များပြစ်ဖောက်ကဝင်းအောင်စီးနှင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းကပေါ့ချောင်းအထက်စုရွာကပြည်သူ၂ဦးနဲ့ ်ဘလောင်းရွာကပြည်သူ၃ဦးစုစုပေါင်းပြည်သူ၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ပြည်သူတချို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်စစ်ကြောင်းဟာဘလောင်းရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များအလုံးကိုဝင်းရောက်မှွင်းနှောက်သွားပြီးတော့ရွှေငွေကြီးနဲ့တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူလူရက်သွားတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ခွေးစစ်ကြောင်းကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပေမဲ့တေချာတော့အတိမပြုတ်နိုင်သေးဘူးပလောင်ချေးရွာကိုစစ်ခွေးတွေကအင်အား900လောက်နဲ့ဝင်းရောက်စီးနှင်းပြီးတော့ဝင်းရောက်မှွေတော့ရှာဖွေခဲ့တာပါစစ်ခွေးတွေဖမ်းဆီးထားတဲ့ပြည်သူအများပြားတဲ့ကပြည်သူ၅ဦးကိုစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတယ် ောက်ပြီးတော့စစ်ခွေးတွေကပြည်သူတွေပိုင်တဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေကိုစိတ်တိုင်မှွေနှောက်ပြီးတော့ယူဆောင်သွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ24ရက်နေ့ညနေ4နာရီခန့်မှာကပ္ပစ24ဘက်ကိုပြည်သူပိုင်ပစ္စည်းများခိုးယူတဲဆောင်ပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲပေါင်းမြုံနယ်အတွင်းကိုလည်းအကြမ်းတ်စစ်တပ်ကစက်တင်ဘာလ22ရက်နေ့မှာ112လေးရင်တစည်းနဲ့ဘုံ30တလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ Corporate မြို့နယ်ကော်ဒေးဆိုင်ဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးနဲ့ပြစ်ခတ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့မနက်7:55မိနစ်ခန့်မှာကော်ဒေးချိန်ရွာမှာရှိတဲ့ကော်ဒေးဆိုင်ဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာကော်ဒေးဆိုင်ဖုန်ကြီးကျောင်းအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူများနဲ့တန်ဃာတော်များထိခိုက်မှုမရှိတော့လဲ။ ဘုံကြီးအကြောင်းဆောင်များထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ကျုံပိုင်းကျေးရွာအုပ်စုမှာရှိတဲ့ကော်ရဲချိန်ရွာကော်ရဲဆိုင်ဘုံကြီးအကြောင်းကိုစစ်ခွဲတွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဘုံကြီးအကြောင်းတွေကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့ဘုံကြီးအကြောင်းဆောင်တွေတော့ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။လက်ရှိအချိန်မှာကော်ကရိတ်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးများနဲ့ပြည်သူတွေနေထိုင်တဲ့ကျေးရွာများကိုနေ့စဉ်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်ကော်ကရိတ်မြို့နယ် အင်းကြီးရွာနဲ့ဂျုံပိုင်းရွာတို့မှာလည်းအကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထုံးနေတဲ့အတွာဩဂတ်စ်လ30ရက်နေ့ကစတင်ကစက်တင်ဘာလ22ရက်နေ့အထိပြင်းထန်စွာဖြစ်ပွားနေပြီးတော့တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကအရောက်တရားဝင်းကျင်ထိခိုက်သိမ်းဆုံးထားပြီးတော့အချိန်ချင်းတက်လှန်ပြီးရှေ့ကိုဆက်မတိုးနိုင်ကြဘူးလို့သိရပါတယ်။ဒါကြောင့်စစ်ခွေးတက်ကလေရင် drone များနဲ့ဘုံကျဲချင်းလက်နက်ကြီးများနဲ့ပစ်ခတ်ချင်းများကိုဇက်တိုက်လှုပ်ဆောင်နေပြီးတော့ဖုံကြီးကြောင်စတင်ကြောင်များနဲ့လူနေအိမ်များကိုမြေပြင်ကနေစစ်ကြောင်က ရွာလုံးကျွတ်မိရှုဖြတ်စည်းနေကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာ express ကားပေါ်မှာလိုက်ပါလာတဲ့ရန်ကုန်ကနေပြန်လာတဲ့လူငယ်9ဦးအပါအဝင်9ဦးကိုအချမ်းမဆက်တကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ17ရက်နေ့မှာရန်ကုန်ပြည်လမ်းပိုင်းအုပ်ဖို့မြို့နယ်အပိုင်းလေးဦးကုန်းလမ်းဆောင်မှာရှိတဲ့ရန်ကုန်ကနေပြန်လာတဲ့ express ကားပေါ်မှာလိုက်ပါလာတဲ့လူငယ်9ဦးကို အချမ်းဖတ်စစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီအချမ်းဖတ်စစ်တက်ဟာအဲ့ဒီနေ့မနေ့၈နာရီခန့်မှာကိုဝေစုရွာကပြည်သူနှအုပ်ကိုလည်းထမှန်ဖမ်းဆီးသွားပြီးတော့အဲ့ဒီဖမ်းခါရတဲ့ပြည်သူများကိုဘယ်နေရာကိုဖမ်းသွားတယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးပဲမိသားစုဝင်တွေကလည်းလိုက်လာပြီးတော့စုံစမ်းလို့မရသေးဘူးဖြစ်နေတယ်လို့သိရပါတယ်။စက်တဘာလ၁၈ရက်နေ့မနေ့၈နာရီလောက်မှာအုပ်ဖုံမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့လွတ်ဥကုန်းလမ်းဆောင်မှာရန်ကုန်ကနေပြန်လာတဲ့ express ကားပေါ်မှာပါလာတဲ့ လူငယ်ခုနှစ်ဦးကိုစစ်ခွေးတွေနဲ့ပြူခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတာအဲ့ဒီစစ်ခွေးတွေကကဝေစုရွာကပြည်သူနှစ်ဦးကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်အုပ်ဖို့မြို့နယ်ထဲမှာတပ်သားတဲ့စုဆောင်နေတာကိုအေးမြတာယာရွာကပြူစော့တိတွေကတာဝန်ယူပြီးတော့လှုပ်ဆောင်နေတာပါလို့ခီးသွားပြည်သူများနဲ့ဒေသခံပြည်သူများကအတိအပြုပြောကြားထားပါတယ်အလားတူပဲမကွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းမဆက်တဲ့ကနန်းထိုက်တော်ဝင် express ကားပေါ်မှာလိုက်ပါလာတဲ့လူငယ်၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ် စက်တင်ဘာလ24ရက်နေ့မနက်6:00နာရီကမှဆက်လင်းမြို့လက်ပံကန်လမ်းခွဲမှာနန်းထိုက်တော်ဝင် express ကားပေါ်မှာလိုက်ပါလာတဲ့လူငယ်3ကိုကားပေါ်ကိုတက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဘဲရွာကလူငယ်တွေကိုဖမ်းဆီးသွားတယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ဆလင်းမြို့လက်ပံကန်လမ်းခွဲမှာနန်းထိုက်တော်ဝင်မှန်လုံကားပေါ်မှာလိုက်ပါလာတဲ့လူငယ်3ကိုစစ်ခွေးတွေကကားပေါ်ကနေဆွဲချပြီးတော့ကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါလို့ဒေသခံပြည်သူတို့ကအတိပြုတ်ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်ပြည်ရွှေလီမြို့မှာအလုပ်လုပ်နေတဲ့အမျိုးသားတအုပ်ဟာရွှေလီကျဲကောင်ကူပေါင်းတရားဘော်ကနေခုံချခဲ့ပြီးတော့လက်ရှိအချိန်ထိသူ့ရဲ့အလောင်းကိုရှာမတွေ့သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးမောင်းမြို့ခါနန်ရက်ကွက်မှာနေထိုင်တဲ့အသက်28နှစ်အရွယ်ရှိတဲ့မောင်ဘရန်ဒီဟာပြီးခဲ့တဲ့စက်တမလ17ရက်နေ့ညတကောင်တနအိဝင်းကျင်မှာရွှေလီကျဲကောင်ကူပေါင်းတရားဘော်ကနေခုံချခဲ့တာလို့သိရပါဗျ။ဘာကြောင့်ခုံချလဲဆိုတဲ့အကြောင်းရင်းတော့မသိရပါဘူးရွှေလီမြေဘေးတလျှောက်ကျွန်တော်တို့လိုက်ရှာနေတော့မှာပ ဲအခုနမ်ခမ်းဘက်ကရွှေလီမြက်မှာလာရှာနေတဲ့သူ့ရဲ့အလောင်းမတွေ့သေးဘူးလို့ပြောပြထားပါဗျ။အဲ့ဒီမောင်ဘရန်ဒီဟာရွှေလီမြို့ထဲမှာအလုတ်လာလုတ်တာ၅နှစ်ဝန်းကျင်ရှိပြီလို့သိရပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်အော်တိုဘာလမှာလည်းတရုတ်ပြည်ကနေပြန်လာတဲ့နမ်ခမ်းကအမျိုးသမီးတဦးဟာရွှေလီမြက်ထဲကိုခုန်ချက်ရာကနေရေနစ်သိမ်းဆုံးသွားတဲ့ဖြစ်စဉ်လဲဖြစ်ပွားခဲ့ဘူးကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ